ကိုဟာတန်မာတဲ့လူတစ်ယောက်ပါဒါပေမဲ့တခါတလေတော့လေကိုကိုဖတ်ပြီးတော့အရာအလုံးအစဉ်ပြေသွားမှာပါလို့ပြောတဲ့သူတစ်ယောက်တော့လိုအပ်တယ်ဆောကားခံရတာတွေတောင်းကြော်ဖြတ်ခဲ့ပြီပဲအနာကျက်ဖို့လဲမကြခင်မှာကြော်ဖြတ်သွားနိုင်မှာပါချစ်ကျွမ်းဝင်ဖို့ကတိတ်ကိုလွယ်ပါတယ် ဒါပေမဲ့အချစ်တွေတည်မြဲဖို့ကပဲမလွယ်ကူတာပါကိုမပြောမရှင် ဖြစ်နေတဲ့အချိန်မှာဘဝကြီးကကိုကိုကြည့်ပြီးရီမောနေလိမ့်မယ်။ကိုပျော်ရွှင်နေတဲ့အချိန်မှာတော့ဘဝကြီးကကိုကိုကြည့်ပြီးပြုံးနေလိမ့်မယ်။တခြားသူတွေကိုကိုကပျော်ရွှင်အောင်လုပ်ပေးနေပြီဆိုရင်တော့ဘဝကကိုကို အလေးပြုလိမ့်မယ်။ ယုံကြည်မှုဆိုတာက အရာရာတိုင်းပါပဲဒါပေမဲ့အဲ့ဒီယုံကြည်မှုပျက်စီးသွားပြီဆိုရင်တော့ဘာမှမဟုတ်တော့ဘူးဒီတော့လူတွေကိုကိုယုံကြည်မှုပြအောင်မလုပ်ပါနဲ့ကိုအချစ်အရဆုံးလူက ကိုကိုအနာကျင်စေဆုံးလူလည်းဖြစ်နိုင်တယ်လူတစ်ယောက်က ကို့အပေါ်မှာတိတ်ကိုချိုးတာနေပြီဆိုရင်တော့အမြဲတမ်းသူအဲ့ဒီလိုချိုးတာနေပါမယ်လို့မတွေးပါနဲ့ထင်မှားပါနဲ့အချို့ဆုံးသောချောကလက်တွေတောင်တက်တန်းလွန်လာရှိသေးတာပဲကိုကိုနှိတ်ကုတ်နေတဲ့သူတွေနဲ့ဝေးဝေးနေပါသူတို့စီကနေလမ်းလျှောက်ပြီးထွက်ခဲ့ပါဘယ်တော့မှဖြေရှင်းလို့မရမယ့်ရံပွဲတွေစီကနေလျှောက်ထွက်လာခဲ့ပါ ကိုယ့်ရဲ့တန်ဖိုးကိုနားမလဲတဲ့သူတွေကိုပျော်ရွှင်အောင်လုပ်ပေးနေတာတွေရက်ပြီးတော့သူတို့စီကနေလမ်းလျှောက်ထွက်ခဲ့ပါကိုယ့်ရဲ့စိတ်ဝိညာဉ်အတွက်အစိတ်တောက်ရှိတဲ့နေရာစီကနေလည်းလမ်းလျှောက်ပြီးတော့ထွက်ခဲ့ပါအဲ့ဒီလိုလမ်းလျှောက်ထွက်ခဲ့ပြီဆိုရင်ကိုပိုးပျော်ရွှင်နိုင်မယ်ကိုယ်ရဲ့ပျော်ရွှင်မှုကိုဖွင့်တဲ့တော့ကိုတော့တခြားသူရဲ့အိတ်ချောင်ထဲမှာထည့်မထားပါနဲ့ ိုကိုလိန်ညာတဲ့သူကိုကို မလေးမစားပြုတဲ့သူ ကိုကိုအတုံးချတဲ့သူကိုကို နှိတ်ကွတဲ့သူတွေနဲ့ဝေးဝေးသာနေလိုက်ပါလူတွေအတိတ်ကအတွေ့အကြုံတွေနဲ့ငွေတွေရဲ့ထိမ့်ချုပ်တာကို မခံပါနဲ့ဒီသုံးခုကကိုယ့်ကို ထိမ့်ချုပ်သွားနိုင်ရင် ကိုယ့်ဘဝကအောက်ဆုံးကိုရောက်သွားနိုင်မယ် ကိုဟာကိုဘဝရဲ့အခက်အခဲဆုံးအချိန်တွေကိုဖြတ်တန်းနေတော့ငါဘဝထဲမှာဘသူရှိရှိမရှိရှိဂယုမဆိုင်ပဲတယောက်တည်းစူးစားခဲ့တယ်ဆိုတာကိုမမေ့ပါနဲ့ဒါတွေကို လူတွေလည်းနားလည်အောင်ပြောပြလို့ရတယ်ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေတို့ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုရုံမြတ်တာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလေ နေ့တနေ့ကိုပြေပြေရွှင်ရွှင်နဲ့ဖြစ်တတ်ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါ